ဆေးဟုန်တွေကတိပညာတစ်ခုကကျွန်တော်ဘွားအတွက်တန်ဖိုးရှိသွားပါတယ်မနက်6နာရီထဲကကျွန်တော်ရဲ့ဇနီးကိုကျွန်တော်ဆေးဟုန်သွားဖို့ခဲ့ပါတယ်ခင်ဗျာတနေ့ကုန်ဆေးဟုန်အတွင်းထဲမှာနေနေရင်းနဲ့ဒူနာပြူတွေဆေးအောင်တွေရဲ့လူနာတွေမတတ်မတာဖြစ်နေတဲ့မြေအုံးတွေကြားကတစ်ခုခုကိုကျွန်တော်တွေ့ရှိခဲ့ပါတယ်ခင်ဗျာဒါပေမဲ့တန်ဖိုးရှိတဲ့အသိပညာတစ်ခုရလာခဲ့ပါတယ်ဆေးဟုန်ဆိုတာလူနာတွေနဲ့မိသားစုတွေ စိုးရင်ပူပန်သူတွေနဲ့စီကားနေပါတယ်ခင်ဗျအဲ့ဒီပတ်ဝန်းကျင်ထဲမှာမြင်တွေ့နားထောင်နေတာနဲ့ပဲကျွန်တော်သိလာမိတာကလူတွေကယောဂရှိမှတတိထားတတ်ကြတယ်ခင်ဗျကိုကျမ်းမနေစဉ်မှာတတိမထားတတ်ကြပါဘူးကိုအေးချမ်းနေစဉ်မှာလည်းတတိမထားတတ်ကြပါဘူးခင်ဗျဖြစ်သွားပြီးမှတတိရှိလာတတ်ကြတယ်ဒါဟာကျွန်တော်တို့လူသားတွေရဲ့အနာစာတစ်ခုဖြစ်ပါတယ်ခင်ဗျတခါတလေမှာကျွန်တော်တွေးမိတယ် စီးပွားရေးလောကမှာလည်းဒီလိုပါပဲခင်ဗျအောင်မြင်မှုပြတ်သုံးသွားမှသုံးသက်သက်ကြပါတယ်ကျွန်တော်တို့ငွေကုန်သွားမှစာရီဖတ်သက်ကြပါတယ်အခွင့်အလမ်းတွေဆုံးရှုံးသွားမှစီးပွားရေးရဲ့သင်ခန်းစာတွေယူကြတယ်ဒါပေမဲ့အောင်မြင်သူတွေကတော့အဲ့ဒီလိုမဟုတ်ပါဘူးဖြစ်မသွားခင်မှာဒီထားသက်ကြရတဲ့သူတွေဖြစ်တယ်မတော်တဆမဖြစ်ခင်မှာကျူတင်ပြီးတော့မှတုတ်ပြန်ကာကွယ်တတ်သူဖြစ်တယ်ခင်ဗျာ ျွန်တော်တို့ရဲ့ဘဝနဲ့စီးပွားရေးဟာတူညီပါတယ်။ကြိုတင်တည်ရှိတဲ့သူတွေကအမြဲတန်ဖိုးမြင့်နေသူတွေဖြစ်တယ်ခင်ဗျ။ကျမ်းမာရေးဆိုတာယောဂကုသနေမဟုတ်ဘူးခင်ဗျ။ဖြစ်မသွားအောင်ကြိုတင်ပြီးတော့မှကာကွယ်တတ်ခြင်းဖြစ်တယ်ခင်ဗျ။ကျွန်တော်တို့စီးပွားရေးမှာလည်းအတူတူပါပဲခင်ဗျ။အနုလက္ခဏာတွေမဖြစ်ရအောင်ကြိုတင်ကာကွယ်ဖို့တည်မြင်မှုနဲ့မဟာဗျူဟာတွေချမှတ်ဖို့လဲလိုအပ်ပါတယ်ခင်ဗျတမိုးစီးတဲ့စီးပွားရေးကတုတ်ပြန်တာမဟုတ်ဘူးခင်ဗျ ကြိုတင်မြင်တတ်တာပဲဖြစ်ပါတယ်ခင်ဗျာဘဝရဲ့တန်ဖိုးကိုကျွန်တော်တို့ထိန်းချင်နေဆိုရင်အရင်ဆုံးကိုယ့်ရဲ့ကျန်းမာရေးကိုလည်းထိန်းသိမ်းဖို့လိုအပ်ပါတယ်ခင်ဗျာကျွန်တော်ဘဝရဲ့တန်ဖိုးမသိတဲ့သူတွေကစီးပွားရေးတန်ဖိုးကိုလည်းနားလည်မှာမဟုတ်လို့မြင်နိုင်မှာလည်းမဟုတ်ပါဘူးခင်ဗျာတန်ဖိုးကိုမြင်တတ်သူတွေဟာအရာရာအတိုင်းကိုအခွင့်အလမ်းအနေနဲ့ကြီးတက်ပါတယ်ခင်ဗျာအခက်အခဲတွေကိုလည်းသင်ခန်းစာအနေနဲ့ကြီးတက်ပါတယ်ကျွန်တော်တို့ဘဝမှာတန်ဖိုးရှိကြတာကနံပါတ် တင်မှုဖြစ်ပါတယ်ခင်ဗျနံပါတ်1တတိထားမှုဖြစ်ပါတယ်ခင်ဗျနံပါတ်3ကြိုတင်ကာကွယ်မှုဖြစ်ပါတယ်ဒီ၃ခုကလည်းကျွန်တော်တို့ရဲ့ဘဝမှာတန်ဖိုးရှိတဲ့အချက်တွေပဲဖြစ်ပါတယ်ခင်ဗျစေယုံတဲ့ကကျွန်တော်ထွက်လာချိန်မှာကျွန်တော်စိတ်ထဲမှာ အတန်တစ်ချက်ကြီးပေါ်လာလို့ကျွန်တော်အတွေးဝင်လာခဲ့တယ်ခင်ဗျကျွန်တော်တို့လူတွေရဲ့အလုတ်ကန်ရောငွေကြီးရောဒါတွေပဲတန်ဖိုးရှိတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အတက်ကိုယ့်ရဲ့ကျမ်းမာရေးကိုယ့်ရဲ့အသိပညာ ဒီသုံးခုကိုထိန်းသိမ်းထားတဲ့သူပဲအောင်မြင်သူလို့ယူဆလို့ရမှာပါခင်ဗျာကျွန်တော်ရဲ့ခံစားမှုကတော့ဒီချက်တွေဟာမနာမကျန်းဖြစ်နေသူတယောက်ရဲ့အတန်လိုထိတွေ့လာခဲ့ပါတယ်ခင်ဗျာနာကျင်မှုကတတိကိုဖန်တီးတတ်တယ်တတိကလည်းအတိကိုဖန်တီးတယ်ခင်ဗျာအတိကလည်းအောင်မြင်မှုကိုဖန်တီးတတ်ပါတယ်ခင်ဗျာစီးပွားရေးလုံးနေသူတယောက်အနေနဲ့ကျွန်တော်သိလာတာတခုရှိပါတယ်လူတွေကိုကုသနေအရင်မတင်ပေးဘဲနဲ့ ဖြစ်မသွားအောင်ကြိုတင်ကာကွယ်နည်းကို အရင်သင်ပေးရမှာခင်ဗျအဲ့ဒါကပဲတန်ဖိုးရှိတဲ့စီးပွားရေးလို့ကျွန်တော်မြင်ပါတယ်တန်ဖိုးရှိတဲ့စီးပွားရေးဆိုတာကုန်ပစ္စည်းရောင်းတာမဟုတ်ဘဲနဲ့လူတူတယောက်ရဲ့ဘဝတန်ဖိုးကိုမြင့်တင်ပေးရဖြစ်ပါတယ်ခင်ဗျစီးပွားရေးဆိုတာလူတူတယောက်ချင်းစီရဲ့အသိမြင်ကိုတန်ဖိုးထားရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ငွေဆိုတာသုံးလို့ကုန်တတ်ပါတယ်ဒါပေမဲ့အသိပညာဆိုတာတက်တက်တာမကုန်နိုင်ပါဘူးခင်ဗျ မိတ်ဆွေနေနဲ့နာတာရှိအောင်မနေဘဲနဲ့ကိုကိုကိုအကျမ်းမအောင် နေပါခင်ဗျကိုရဲ့အောင်မြင်မှုကိုတတိထား၍ပုံမတော်ပတ်အောင်နေသင့်ပါတယ်ခင်ဗျဘူတယောက်အတွက်တက်တန်းတိုးပေးနိုင်တာကငွေတင်မဟုတ်ဘူးခင်ဗျအသိပညာလည်းပါပါတယ်ခင်ဗျအသိရှိတဲ့လူကငွေကိုဖန်သီးတတ်တယ်ခင်ဗျငွေရှိတဲ့လူတချို့ကြတော့အသိကိုမဖန်သီးနိုင်ဘူးခင်ဗျအသိမရှိတဲ့အောင်မြင်မှုကခဏတာပဲဖြစ်တယ်ခင်ဗျအသိရှိတဲ့အောင်မြင်မှုကဘဝတစ်လျှောက်လုံးတည်တံ့ခိုင်မြဲတယ်ခင်ဗျ ဒီနေ့ကျွန်တော်ကိုစီယုံလေးကလမ်းပြခဲ့ရခင်ဗျကျမ်းမာရေးဆိုတာငွေထက်တန်ဖိုးကြီးနေတယ်ခင်ဗျအသိပညာဆိုတာဘွားထက်တန်ဖိုးအမြဲရှိတယ်ခင်ဗျကျွန်တော်တို့ရဲ့စီးပွားရေးဟာလူဘွားတန်ဖိုးနဲ့အတူတူဖြစ်တဲ့နယ်ခင်ဗျတန်ဖိုးရှိတဲ့လုပ်ငန်းကလူဘွားတန်ဖိုးကိုပုံမတိုးတက်စေဖို့ဖြစ်စီတယ်ခင်ဗျအဲ့တော့မိတ်ဆွေအနေနဲ့နာတာရှိအောင်မနေပါနဲ့ခင်ဗျပုံမကျမ်းမာအောင်နေပါ အောင်မြင်မှုအတွက်အပင်မခံပြီးစ조사ပါဒါပေမဲ့အမြဲကြိုတင်တည်ထားပြီးတံပိုးရှိတဲ့ဘွားကိုကိုယ်တိုင်ဖန်သေးကြပါသခင်ဗျာဒီနေ့ဆေးရုံကရတဲ့ကျွန်တော်ဘွားရဲ့အသိပညာလေးကိုမိတ်ဆွေများကိုလည်းမျှဝေပေးလိုက်ပါတယ်ခင်ဗျာမိတ်ဆွေများအတွက်လည်းအကျိုးရှိမဲ့အတွက်ကျွန်တော်ယုံကြည်ပါတယ်နောက်ထပ်အသိပညာပေးတဲ့ဗီဒီယိုဖိုင်တွေလည်းမျှဝေပေးသွားမှာမို့အမြဲစောင့်ကြည့်ပြီးအားပေးပါအောင်ခင်ဗျာကျွန်တော်ကိုစွမ်းဖြစ်ပါတယ်အားလုံးကျမ်းမာပျော်ရွှင်ကြပါစီခင်ဗျာ